်လိုက်တဲ့ငရင်ညမ်းကဩတာမငရင်ညမ်းမတ်လို့ပဲကလေးတွေထိုင်းနေကြထိုင်းနေကြသူပြောတယ်။နောက်ငရင်ကြတော့နောက်ဒုတိယချိန်လှုပ်တဲ့ငရင်ကြတော့ဒီလိုမြည်ပြီးပြူသွားတယ်။ခုလက်ရှိအိမ်မှာကိုတို့တွေကရိုက်နေတဲ့ဟာဒါကျွန်တော်မိသားစုအိမ်ဝိုင်းနေပါ။သားဖြစ်သူကအကြီးဆုံးကလည်းကျမကြီးကမကောင်းလေဖြတ်နေတဲ့ခါကျသူ့မှာလည်းသူ့ကျွန်တော်တို့မှာလည်းဒီလိုဆက်ရတယ်လေ။တကယ်ဖြစ်ဆိုးကြီးကျိုးနေမှာတော့ကိုကမလို့နိုင်။အဲဒီလိုပဲသွားလဲရတာပဲ။ကိုကကိုအကျန်းနေခဲ့လို့မရဘူးလေ။ ငါတို့လွတ်ပြီးရတယ်ဆိုပြီးတော့သူ့ထားကလေးတော့မရဘူးလေကိုအိမ်ကကိုပစ္စည်းကအရင်မကြည့်ဘူးခွန်မောင်မအရေးကြီးရလေအကြောင်မလို့သူ့ကိုလည်းဥဒပေးပြီကျွန်တော်တို့နေရာတော်မှအိမ်မမအိတ်ခရအောင်မြေကြီးရဲ့မိုးကခင်းအိတ်ခရကိုကလေးလေးမြည်မြည်လေးလေးဖျားကျွန်တော်တို့လည်းခုချိန်ဒီအောင်ကိုအဲလူယုံနဲ့မြေကြီးမြေကိုးတွေရိုက်ပြီးခုလိုချိန်နေလူလိုက်တဲ့ပတ်စံလေးတွေလည်းကျွန်တော်တို့မှာမလုပ်ရသလိုကတ်ထား ဒါမှမသုံးရဘူးကျွန်တော်တို့မှာဘာလို့မသုံးရအောင်ဒီမှာလိုအပ်ရင်လိုအပ်တယ်လို့ကျွန်တော်တို့ကပြန်ဖြည့်ဆည်းရမယ်။အဲဝိုင်းမဆက်ရမယ်ဆိုတဲ့ခါကျဒီပစ္စံကိုမသုံးဘူး။ ောနေစားတယ်ရင်ဝင်သူကပြိုးကြအောင်ပါလေဒါတွေ။ဒါတွေကလှိုင်းကန်းဆွဲပြီးတော့ပြိုးကြအောင်။အဲ့ဒီကျွန်တော်တို့ကအဲ့ဒါကိုပဲဟိုလိုပေါ့စိတ်ပူနေရတာဒီကဘာလုံးတွေကအောက်ကိုပြန်ပြိုးကြ။ဟုတ်ရွာဆက်ဖြစ်နေ။ဟုတ်ကဲ့အဲ့လိုဖြစ်။ဟိုမှာသူမြေတွေရလို့ရတာ။ဟုတ်တယ်မြေနေရတာ။ခါတိုင်းတာမန်မြေလို့ဆိုလို့ရှိရင်ရေတို့လည်းနေနေကြဖြစ်နေတာ။ခုကမြေကြီးတွေအရှင်ဆိုတော့မနေရဲတာ။ ဲ့မှာဒီဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီမြေကြီးကြီးကနေကြီးလုံးကြီးကြီးပေါက်ထွက်လာတာလေကျွန်တော်တို့မြင်ရတယ်လေအဲ့ဒါလေရှင်လုံးပုံရှင်လုံးပုံလားလိုင်းမမအရှင်တော့တက်လာရှင်လုံးနဲ့ဒီဘက်ကနေဟုတ်တော့တယ်အမဲကြီးအမဲကြီးအမဲကြီးအဲ့ဒါလေပေါက်ထွက်လာတဲ့ဘာကြကျွန်တော်တို့မှာ အိမ်ပြိုပိန်ပြီးလို့မသိဘဲနဲ့ရင်းနှစ်ဒီမှာကြောက်လို့လှည့်ပတ်ပြေးနေရတာ။ဒါဖြစ်သူကအကြီးဆုံးကလည်းကျမကြီးကမကောင်းလေဖြတ်နေတဲ့ခါကျသူ့မှာလည်းသူ့ဒီမျိုးမှာလည်းပြီးဆက်ရတယ်လို့။သူကကျမကြီးကောင်းတဲ့လူကဝုန်းတိုင်းနဲ့ပြေးလို့ရတယ်။ကျမကြီးမကောင်းတဲ့လူကြတော့ဒါကျွန်တော်တို့ကပြုတ်ကြည့်ရတာ။ကြားဖို့အတွက်ဒီနေဖို့ရေးဖို့ကတော်တော်လေးအခက်အခဲဖြစ်တယ်။ကြားလို့တော်တော်ခက်ခဲတယ်။ ့ပူပိုးတို့မိသားစုကြလဲပူပူကြီးမကြီးကအဲ့လိုဖြစ်သွားတယ်။ပူကျမတို့ကြတာကြလဲအနည်းလုံးမှတနည်းစားဘဝဆိုတော့ရွာထဲမှာလည်းမျိုးမေချမ်းရှိဘူး။ပူဒီအိမ်လေးတွေအဖက်ပြီးပေါင်းရမယ်ဆိုရင်တော့လေရေးလာလိုက်လို့ချင်းရင်ညော့ပါသွားရင်ဒါတချောင်းရဲ့ပူခေကလွဲဘူး။တကယ်ဖြစ်ဆိုးကြိုးလေးမှတော့ပူကမလို့နိုင်။အဲဒီလိုပဲသွားလဲရတာတော့ကိုယ့်ကိုယ်ကြမ်းခဲ့လို့မရဘူး။ဒီတဲ့လူရဲ့အသက်ကတမိုးရှိတော့အသက်ကိုပဲပြရတာပါ ပြည့်စုံကြတာလို့ပြောရအောင်သူတို့တိုက်တဲ့ကလေးလေးဆုံးပုံလို့တစားစီကိုဖြစ်သွားအဲ့လိုခုံလေးတစားစီဖြစ်သွားတဲ့အတွက်ကျွန်မကိုယ်ကအဲ့နေရာမှာဆိုရင်ကိုယ်လည်းတစားစီဖြစ်တော့တယ်လို့အဲ့လိုမျိုးမရလို့ပြီးရတယ်ဆိုပြီးတော့သူ့ထားကလေးတော့မရဘူးလေကိုယ်အိမ်ကကိုယ့်ပစ္စည်းကအရင်မကြည့်ဘူးခုမှမမအရေးကြီးရလေအားကြောင့်မလို့သူ့ကိုလည်းအဲ့ဒါပြီး ဟုတ်ကဲ့စိတ်ချမကြုံဘူးသူဟိုဘက်ကနေသွားတာကျွန်တော်တို့ဒီနားမှာပဲမိသားစုလိုက်ပြုံးထိုင်နေတာဒီနားလေးမှာနည်းနည်းလေးမမြင်ဘူးတာတွေမြင်ရတဲ့အခါကျလန့်ဖြန့်ပြီးတော့နည်းနည်းလေးဟိုလိုပေါ့အတိတ်မေ့တယ်လို့ဖြစ်သွားတယ်လန့်ဖြန့်ပြီးတော့တတိလေးနည်းနည်းလစ်သွားတဲ့သဘောရှိပါတယ်နောက်မှပြန်ပြေတော့ အဲ့ဒီမှာကျွန်တော်တို့ဟိုဘက်မှာရေလုံးကြီးတွေကပွက်ထားလာတဲ့ခါကျတော့မဖြစ်ဘူးဒီနာဆက်နေလို့ဆက်ပြီးတော့ကျွန်တော်တို့ဟိုမြောက်ဝပြီးမြောက်ကိုပြေးပြန်တော့လေမြောက်ကတွေကအကုန်ပတ်ကြားတွေဆိုတော့လို့อ่ะအရင်လို့อ่ะတပြေးရဲ့ဒီအကုန်လုံးအကုန်လုံးတညီရဲ့တွေဒါတွေကဟိုဘက်တွေကဟိုဟိုဘက်ကတော့တညီရဲ့မဟုတ်အင်းအဲအင်းအင်းပေါ့အဲဒီ area တွေကလို့ကတော့တညီရဲ့တွေဒါတွေဖို့ထားလို့ဖို့ထားတဲ့မြေကလည်းဒါကျွန်တော်တို့အပေါ်ရန်ကြိုးလေးတွေ မိုးရွာလို့ရည်တိုးရင်လည်းအဲ့ဒါတွေပြန်ဝင်ဝင်အောင်ပါအဲ့ဒါကြောင့်ဟုတ်အဲ့ဆိုရင်တော့ဟိုတကယ်လည်းနေခဲ့ရတဲ့ကို၅ရက်လောက်နေခဲ့ရတဲ့နေရာပြန်လာငါးရက်လောက်နေခဲ့ရတဲ့နေရာဟိုတောင်ဘက်ကအိမ်အိမ်အိမ်မှာပဲရှိတယ်။အဲ့ဒါကွာ။ဒါအဲ့ဒီတောင်ဘက်မှာအဲ့တောင်ဘက်မှာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့နေရာတောင်မှအိမ်မော်မအိတ်ခရအောင်မြေကြီးရဲ့မိုးကမင်းအိတ်ခရရတယ် ိုကလေးလေးမီးမီးလေးလေးဖျားကျွန်တော်တို့လည်းခုချိန်ကြီးအောင်ကိုအဲလူယုံနဲ့မီးရည်မီးကိုးတွေရိုက်တယ်ကျမတို့ကကြတော့အခုသားနဲ့တမီးနဲ့ဥမာ၂ယောက်ရှိခဲ့အမင်းနဲ့ပြစ်ထားပြီးတော့မန်းလေးမှာပြန်သွားလုပ်လိုက်လောက်ရတာလဲမန်းလေးကလောကကလည်းစီဖို့နဲ့ဒီဆိုင်ရဲ့အခါနဲ့ဘတော်ကနဲ့ကြာဆင်းမပြေဘူးကျွန်တော်တို့မှာဆင်းမပြေဘူးပေါ့ဗျာဒီမှာအိမ်ရောက်ရင်စားဖို့တောက်ဖို့လောက်ပဲ ဒါရင်အမှန်သာပြောရင်တပတ်ရှင်းတခါတည်းအကျွေးတောင်တင်တယ်။ဟောကဲလေးကြီးလေးတွေကလာပြီးမလေးတွေထောက်ပံ့နေတော့ဝမ်းနဲ့ပါတယ်။သူပေးတာလေးတွေသူတို့ကျွေးတာလေးတွေမလေးတို့စားနေတယ်။သူသမီးလေးချက်နှင်းတော့မဝင်နိုင်တော့မှရင်းတော်ပြီးထားတာလေးတွေရရန်လေးတွေဖြောပြီးအမိတွေလေးအဲ့လိုမျိုးဒီဘက်တွေတောက်ရတယ်။အဲ့လိုလေးစားတယ်။သူတို့လာပြီးတော့ပေးကန်းတာငါပြစ်တာလေးတွေတို့ငါရဲ့အဲ့လေးတွေစားရတယ်။ တို့လည်းသူကျေးဇူးတင်တယ်လို့ပြောပြတာဝမ်းလဲဝမ်းသာတယ်ဒီလိုချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အမင်းတလုတ်ရဲ့တံမိုးကလည်းအခုချိန်မှာတော်တော်လေးတံမိုးကြီးပါတယ်ဒါရောလည်းမိသားစုများတယ်တံမိုးကြီးကြီးရဲ့အတွက်ကြောင့်မို့လို့စားဝတ်နေရတယ်တော်တော်ကြက်သေးသေးအတွက်ကြောင့်မို့သူတို့ကေးလို့ကုစုကောင်းမှုလုပ်နေလဲစားနေရအဲ့တော့ကုစုရှင်တွေလှူလိုက်တဲ့ပတ်စံလေးတွေလည်းကျွန်တော်တို့မှာမလုပ်ရသေးဘူးကတ်ထားတော့မတော့ရဘူးကျွန်တော်တို့မှာဘာလို့မတော့ရအောင်ဒီမှာလိုအပ်ရင်လိုအပ်တယ်ဆိုကျွန်တော်တို့ကပြန်ဖြည့်ဆည်းရမယ် အခြေကြီးရမယ်ဆိုတဲ့အခါကျဒီပတ်စံကိုလည်းညာမတော့ဘူးလေဟိုရရန်လည်းကျွန်တော်တို့မလုပ်ပါဘူးစားတော့ဘူးခုလေခုချိန်ကြီးဖြစ်တယ်လို့သာလောကကြီးကမကြည့်မြင်ဘူးလေမင်းကဘာလို့ရှိတယ်မလိတဲ့ဟာပြောတော့ဟိုကျွန်တော်တို့12ပြီဝါတပြန်လောက်ရှိတယ်ဆက်ကြည့်ပြီးတော့မကြည့်အဲ့လောက်ကြီးကိုကျွန်တော်တို့ကလည်းပို့မယ်ဆိုရင်လည်းပြည်ပြီးတော့တော့ဒီငွေအားနဲ့ကျွန်တော်တို့မှတဲစီဝယ်ရမယ် ။ဘာဟိုကုစုံလေးလောက်ထားတဲ့ငွေလေးနဲ့ကျွန်တော်တို့မှပြန်ဝါရမဆက်ရအောင်။အဲဝါရမဆက်ရမယ်ဆိုတဲ့အခါကျဒီပစ္စံကိုပြောင်းလို့ပြောင်းရပါလား။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။